အားလုံးပဲမင်္ဂလာပါခေါ်စော e sport channel အားလုံးနေထူသာကျေးဇူးပါတယ်ကျွန်တော်ငယ်ရောမျိုးအားလုံးပဲမင်္ဂလာပါဗျာကဲဒီနေ့မှာဆိုတော့ Champion League ဒုတိယညပါဗျာဒုတိယညမှာဆိုရင်တော့ PSG နဲ့ Arsenal ပွဲစဉ်ကိုကျွန်တော်အကောင်းဆုံးချိန်ကပ်ပြောဆိုပြီးတော့ဖြစ်ပါတယ်ဗျာ PSG နဲ့ Arsenal ဒီပွဲစဉ်ကကျွန်တော်မနက်တနင်္ဂနွေခွဲမှာပဲကံမှာဖြစ်ပါတယ်ဗျာဒီပွဲစဉ်မှာဆိုရင်တော့ ဘာမှကြော့ကျွန်တော်တို့အာဆင်နယ်ကွင်းမှာ PSG ဟာ1-0နဲ့နိုင်ခဲ့တာကျွန်တော်တို့တွေ့ရပါတယ်ဗျာအဲဒီဖွဲ့စဉ်မှာဆိုတော့ကျွန်တော်တို့ PSG ဇုံအောက်ကျွန်တော်တို့ရွေးသွားခဲ့တယ် PSG နှစ်မျိုးလုံးမှာ G နိုင်ခဲ့တဲ့ပုံစံလေးမှာကျွန်တော်တို့တွေ့ရပါတယ်အဲဒီဖွဲ့စဉ်မှာဆိုလဲတော်တော်လေးနှစ်သင်းလုံးပေါ့ဗျာကောင်းခဲ့တာကျွန်တော်တို့တွေ့ရပါတယ်အာဆင်နယ်အနေနဲ့ပေါ့ ဲ့ဒီဘွဲမှာဆိုတော့ party ပေါ့နော်မပါဝင်သွားတဲ့အတွက်ကြောင့်အဲ့ဒီဘွဲစင်မှာဆိုရင်တော်တော်လေးပေါ့နော် Deacon Rice အနေနဲ့ကျွန်တော်မှန်းထားတယ်လို့ပဲဖြစ်ခဲ့တယ်လို့ပဲကျွန်တော်ပြောပြရစီတော်တော်လေးအလုတ်ရှုပ်စီခဲ့ပါတယ်တကယ်တော့မှကျွန်တော်ဂိုးလက်ရှိတဲ့ကျွန်တော် Marino ပေါ့နော်ကွင်းလေကိုကျွန်တော်ကစားခဲ့ရတဲ့ပုံစံလေးမှာဆိုရင်တော့ပုံစံကောင်းပြန်ပျောက်သွားတဲ့ပုံစံလေးမှာကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့လည်းသူကအဲ့ဒီဘွဲမှာဆိုတော့ကိုသွင်းခဲ့ပါတယ်ဒါပေမဲ့ကျွန်တော် VAR ကြည့်ပြီးတော့ဂိုးမပေးခဲ့တာကျွန်တော်တွေ့ရပါဗျာဒီဘွဲအဲ့ဘွဲစင်မှာလို့ဆိုလဲဂိုး အာဆင်နယ်အသင်းအနေနဲ့နင့်နာခဲ့ရတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဗျာအာဆင်နယ်ဘက်ကိုကျွန်တော်တို့ပြောရမယ်ဆိုတော့အာဆင်နယ်ဟာဒီနေ့ပွဲစဉ်မှာဆိုတော့ injury ဘိုင်းပေါ့နော်တော်လေးနာနေတယ်လို့ကျွန်တော်တို့သတင်းတွေပေါ့နော်ကြားရတာတွေ့ရပါတာဖြစ်ပါတယ်ဗျာညာဝင်းပေါ့နော်ကျွန်တော်တို့ဆော့တယ်ညာဝင်းမှာဆော့တယ်တင်ပါပေါ့နော်တင်ပါ ကျွန်တော်နာနေတယ်ဆိုတာကျွန်တော်သိရပါတယ်။ဒီမှာနေမှာကျွန်တော်တို့လူစားလဲဖို့ဆိုရင်ကျွန်တော်တို့လူစားထည့်ဖို့ဆိုရင်ပေါ့နော်ကျွန်တော် ban white ရှိပါတယ်။ ban white ကလည်းကျွန်တော်နာနေတယ်ဆိုပြီးကျွန်တော်တို့ဒီ injury scene မှာပေါ့ကျွန်တော်တွေ့နေရပါတယ်ဖြစ်ဖြစ်ပါတယ်ဗျာ။ညာဝဲပေါ့နော် တော်တော်လေးမှ blue ထည့်ပြီးကစားမလဲတော့ကျွန်တော်မပြောတတ်ဘူး။ဟိုတန်ရာပိုင်းပေါ့နော်တော်တော်လေးအချင်းကြီးဆိုးနေတယ်လို့ပဲကျွန်တော်ပြောပြစီ။နောက်တစ်ချက် OD gap ပေါ့နော် OD gap ကျွန်တော်ဒီနေ့ဘွဲမှာဆိုလေပါကောင်းပါလာနိုင်ပါတယ်ဒါပေမဲ့ပါခဲ့ရင်လေကျွန်တော်ဒဏ်ရာပေါ့နော် ဟိုတတ်တာဘူးမရှိဘူးပေါ့နှစ်ထိုင်ကကျွန်တော်ရားနေတယ်လို့ကျွန်တော်သတင်းတွေကျွန်တော်ကြားနေရပါတယ်ဗျာဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်ပေါ်တော့အာဆင်နယ်အနေနဲ့ဟိုပထမအကြော့ပွဲစဉ်လို့ပဲဒီနေ့ပွဲမှာအထူးခြားတာကျွန်တော်ပါတီပြန်ပါလာတာဒီတစ်ချက်ပဲရှိပါတယ်ကျန်တာကတော့အရင်လိုပဲပေါ့နော်ကျွန်တော်ဒဏ်ရာပြဿနာကြောင့်တော်တော်လေးအဆင်မပြေမဲ့ပုံစံလေးမှာကျွန်တော်တို့တွေ့ရပါတယ်ဗျာတစ်ဖက်ကျွန်တော် BSC ဘက်ကိုပြောရမယ်ဆိုတော့ BSC ကတော့ဒီ injury ဘိုင်းပေါ့နော်တော်တော်လေးဒဏ်ရာကင်းစင်နေတဲ့ပုံစံလေးမှာကျွန်တော်တို့တွေ့ရပါတယ်။ PSG ကွင်းမှာပေါ့နော်တော်တော်လေး Arsenal အနေနဲ့ခက်ခက်ခဲခဲကစားရမယ်လို့ပဲကျွန်တော်ပြောပြရစီ Arsenal နဲ့ပြန်လာစရာပေါ့နော်အကြောင်းမရှိတော့ဘူးလို့ပဲကျွန်တော်ရေဝီကကျွန်တော်အချမ်းပြင်းပေါ့နော်အခုချိန်မှာတော့သုံးသပ်ထားပါတယ်။ PSG ရဲ့ကျွန်တော်အိမ်ဝင်ဖြတ်သန်းပုံတွေကိုကျွန်တော်ကြည့်ရမယ်ဆိုရင် PSG ဟာအိမ်ဝင်မှာဆိုရင်တော့နှစ်ပွဲရှုံးခဲ့တာကျွန်တော်တွေ့ရပါတယ်။ကျွန်တော်လီ ပြိုင်ပွဲတွေမှာကျွန်တော်တို့ကြည့်မယ်ဆိုရင် PSG ကအင်္ဂွင်း၄ပွဲကစားခဲ့ပါတယ်အင်္ဂွင်း၄ပွဲမှာဆိုရင်တော့ဘေးကိုကျွန်တော်တို့၃ပွဲထိဘေးကိုလေးတွေခွင့်ပြုခဲ့ရတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ဗျာ PSG ကိုကျွန်တော်1-1တေးကြတယ် AD ကိုကျွန်တော်1-2နဲ့ရှုံးတယ်ဗျာ Man City ကိုကျွန်တော်4-2နဲ့နိုင်ခဲ့ရပေါ့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာ၃ပွဲထိ9ပေးခဲ့ရတာတွေ့ရပါတယ်ဗျာကျွန်တော်ဂီရိုနာတသင်းတွေပဲကျွန်တော်အိမ်ခွင်းပါတော့1-0နဲ့ပဲနိုင်ခဲ့တာတွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီပွဲစဉ်တွေမှာဆိုရင်တော့ကျွန်တော်ကြည့်မယ်ဆိုရင်တော့ရှုံးခဲ့တဲ့ အီဒီဂိုတို့ပွဲစဉ်လို့ကျွန်တော်ဂီရိုနာတို့ပွဲစဉ်လို့ဆိုတော့ဒါတော်တော်လေးတော့ဟိုအရှိပိုင်းပေါ့နော်ရောက်တာဖြစ်ပါတယ်ဗျအဲ့ဒီပွဲစဉ်ပိုင်းဒီမှာဆိုရင်တော့ကျွန်တော်လူပေါ့နော်ကျွန်တော်ကစားသမားအင်အားအဲ့လောက်ထိမတောင့်သင်နေတာလဲကျွန်တော်တို့တွေ့ရပါတယ်ဗျပထမကျွန်တော်ပြောချင်တာကတော့ဒီဇန်နဝါရီပြောင်းရွှေ့မှာကျွန်တော်နာပိုလီကနေခေါ်ခဲ့တဲ့ဒီကာဗာရက်စ်ကယ်လီယာပေါ့နော်တော်တော်လေးဟိုမှ PSG အတွက်တကယ်ဟိုမှအသုံးဝင်တဲ့ ကစားသမားခေါင်းဆိုတော့ကျွန်တော်သိတာထင်ရှားစီခဲ့တဲ့အချက်ပဲဖြစ်ပါတယ်ဒီဘယ်ဝင်းဘက်မှာပေါ့နော်ဒီဘယ်ဝင်းမှာကျွန်တော်ပြောပါဆိုရင်တော့ဒီဘက်အနောက်ကနေသူ့နောက်ကနေထောက်ပေးမှာဆိုတော့ Nuno Mendes တို့เนาะဒီ Fabian Race လို့ဆိုတာတော်တော်လေးကောင်းတဲ့ကစားသမားတွေဖြစ်တာကြောင့်ဒီဘက်ဘယ်ဝင်းတလျှောက်ပေါ့နော်တော်တော်လေးကောင်းလာတာကျွန်တော်တို့တွေ့ရပါတယ်ဗျာဒီ cover scale လေးကကျွန်တော်ပြီးခဲ့တဲ့ပွဲမှာဆိုရင်လည်းတော်တော်လေးခြေဆွမ်းပြခဲ့တဲ့ကစားသမားတွေဖြစ်ပါတယ်မြန်လဲမြန်တဲ့ကစားသမားတွေဖြစ်တာကျွန်တော်တို့တွေ့ရပါတယ်ဗျာဒါကြောင့်ဒီဘက် ထဲမှာပေါ့နော်ထိမ့်မဲ့ကျွန်တော်တင်ပါမရှိဘူးကျွန်ဘန်ဝိုက်ခြေနေအဲ့လောက်မကောင်းဘူးပေါ့နော်ဘလူးများကစားမလဲပေါ့နော်အာဆင်နယ်အနေနဲ့လုံးဝထိုးနှက်ချက်ကြီးပဲလို့ပဲလို့ကျွန်တော်ပြောပြရစီရ။ဒါကြောင့်ကျွန်တော်တင်ပါမရှိတဲ့နောက်ပိုင်းမှာဆိုတော့ဒီအိုရီကတ်ကလည်းတန်ရာပေါ့နော်ရှိနေတဲ့အတွက်ကြောင့်ပေါ့နော်ဆာကာအနေနဲ့ပေါ့နော်ဘလူးများဆော့မလဲပေါ့နော်တော်တော်လေးဆာကာအနေနဲ့တော်တော်လေးယုံရမဲ့ အနေထားမှာကျွန်တော်ရှိတယ်လို့ပဲကျွန်တော်ပြောပြရစေ။အဲကျွန်တော်ညာဘက်ညာဝင်းဘက်ကိုလည်းကျွန်တော်ပြောမယ်ဆိုရင်ဒီဘက်မှာဆိုရင်ဒီအာခီမီတို့ပေါ့နော်တော်တော်လေးကောင်းတဲ့ဆုံလိုက်ပေါ့နော်တော့ခါခီမီရှိမယ်တော့ဘာဂိုလာတော့အတွဲတင်ပေါ့အဲ့လိုမျိုးဆော့မှာဖြစ်ပါတယ်ဒီနေ့ဘက်မှာကျွန်တော်ဒန်ဘီလီပေါ့နော်ဒါဟိုမတိကြတော့မတိကြဘူးပါကောင်းပါလာနိုင်ပါတယ်ဒန်ရတော့ကျွန်တော်အတိစားလေးတော့ရှားနေတယ်ပုံစံလေးမှာကျွန်တော်တွေ့ရပါတယ်ဗျာဒီဘက်ကကျွန်တော်ပြောတဲ့အာဆင်နယ်ဘက်ကိုကျွန်တော်ထပ်ပြီး ပြောရမယ်ဆိုတော့အာဆင်နယ်ကပေါ့နော်လူငယ်ကစားသမားလေးတွေနေပဲပွဲထွက်လာမှာပါဒါမဲ့ကျွန်တော်နီးပြအာဒီတာအနေနဲ့ပေါ့နော်ပြီးခဲ့တဲ့ပွဲဘုံမောင်းတဲ့ပွဲမှာပေါ့နော်နီးပြအာဒီတာအနေနဲ့ဒီပုံစံပြန်ရပြောမယ်ဆိုတော့ဒီပြည့်ကြီးလှုပ်သွားတဲ့ဒီဇိုင်းမျိုးသူကလှုပ်သွားတာဖြစ်ပါတယ်ဗျာဒါတော်တော်လေးပြောရမယ်ဆိုတော့ ဟိုမလူလား app နဲ့လုတ်တယ်လို့ပဲကျွန်တော်ကတော့ယူဆကြပါတယ်။ဒီပြ Adidas အပေါ်မှာတော်တော်လေးတာဝန်ကြီးတဲ့လုပ်ရက်ကိုသူလုတ်သွားတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့လူစုံထုတ်ပြီးတော့ကစားသွားတာဖြစ်ပါတယ်ဗျာ။အဲဒါကြောင့်ကျွန်တော်တို့ကစားသမားတွေနဲ့ပွဲပန်းတဲ့ပုံစံလေးမှာလည်းကျွန်တော်တို့ရှိနေတဲ့ဓာတ်နဲ့ပေါ့နော်။မလူလား app နဲ့ကျွန်တော်တို့ ပြီးတော့ပွဲလက်ရလက်ကလည်းကျွန်တော်ရှုံးနေသွားတာဖြစ်ပါတယ်1 2နဲ့ကျွန်တော်ဘုံမောက်အသင်းကိုရှုံးနေသွားတာဖြစ်ပါတယ်နိုင်လည်းမနိုင်ဘူးဗျာနိုင်နေဆိုမှကျွန်တော်မပြောလို့ပါဘူး PSG အထာပေါ့ဗျာလှုပ်သွား PSG ကဒီအာဆင်နယ်နဲ့ပွဲမတိုင်ခင်မှာ nice တင်းနဲ့ကစားသွားတဲ့ပွဲစဉ်မှာဆိုတော့လူစုံထုတ်ပြီးတော့ကျွန်တော်ပုံစံပေါ့နော်ပြသွားတဲ့ပုံစံလေးကိုကျွန်တော်တို့နီးပြအာဒီတာအနေနဲ့စမ်းသက်တဲ့ပုံစံလေးရှိတယ်လို့ပဲကျွန်တော်ပြောပြစီဒါကတော်တော်လေးကမှအတွေးမှားတယ်လို့ပဲကျွန်တော်ပြောပြစီ ။ PSG ကကျွန်တော်ဒီ Nice နဲ့ကျွန်တော်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်သူကဒီခြေစမ်းပွဲပေါ့နော်။အဲတစ်ဖက်ကစားသမားဘယ်လိုပြောမလဲလေ့ကျင့်ဆင်းတဲ့ပုံစံမျိုးမဆော့ဘဲနဲ့တစ်ဖက် Nice team ကိုပေါ့နော်။အင်ပြေအားပြေကျွန်တော်ကွင်းလူစုံထုတ်ပြီးတော့လေ့ကျင့်ရေးဆင်းတဲ့လိုပဲကျွန်တော်တို့ဒါတုံးတက်အောင်မှာဖြစ်ပါတယ်ဗျာ ACC ပဲเนาะဖလားလေးရထားတဲ့အတင်းအင်းဆိုတော့ AIA တောင်းပဲသူကဆော့သွားတာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်နီးပြအာတီတာအနေနဲ့ပေါ့เนาะလူကလည်းနာနေတယ်လူကလည်းမစုံကစားသမားအင်အား လောင်ငါချင်းလည်းမရှိဘူးဗျာဒီလိုအခြေအနေမျိုးမှာပြီးခဲ့တဲ့ဘုံမောက်ပွဲမှာလူစုံထုတ်သွားတာဆိုတာတော်တော်လေးနီးပြအာဒီတာနေနဲ့ပေါ့နော်မိုင်ယူရဲ့ဆန်တယ်လို့ပဲကျွန်တော်တော့ဒါသုံးသက်ပေးပြရစီဗျာဒါကြောင့်ဒီနေ့ပွဲစဉ်ပေါ့နော်ကျွန်တော်ခြေတန်းရကျွန်တော်ခြေရကျွန်တော်ပြောရမှာဆိုရင် level 60ရှုံး level 80ရှုံးပေးထားပါတယ်ဂိုဟောင်းစီရတာ3လုံး30အနိုင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့ခြေတန်းဟာပေါ့နော်ဒါဂိုဟောင်းစီတော်တော်လေးပြင်းရှတယ်လို့ပဲကျွန်တော်ပြောပြသည်3လုံး30အနိုင်ဆိုတာ ဒါလည်းအဖြေကတော်တော်ရှင်းပါတယ်အာဆင်နယ်အနေနဲ့ကျွန်တော်ဖွင့်တိုက်ဖွင့်ကန်ကန်လာမှာတိလို့ဘူဂီရီအနေနဲ့ဒီနေ့ပွဲစဉ်ကိုကိုးပေါင်းအပေါ်ပေါ့နော်ဖွင့်ထားခြင်းဖြစ်တယ်လို့ပဲကျွန်တော်ပြောပြရစီအာဆင်နယ်နဲ့ကျွန်တော်ပိတ်ပြီးတော့ကန်လို့မရပါဘူးဖွင့်ပြီးကစားရမှာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော် BSC က AC တွေပဲချောင်းပြီးတော့ကျွန်တော်ဒီနေ့ပွဲမှာ BSC ထပ်ပြီးတော့အနိုင်ရရှိသွားမယ်လို့ပွဲစဉ်တပွဲလို့ပဲကျွန်တော်ပြောပြရစီဗျာဒီပွဲစဉ်ကကျွန်တော်တို့ PSC မှာ PSG ပဲထက်ရက်ရမယ်ပွဲစဉ်မှာအာဆင်နဲ့ sorry ပါလို့ပဲကျွန်တော်ဒီပွဲစဉ်မှာပြောပြရစီဗျာဘလို့မှမဖြစ်နိုင်ပါဘူးဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်မှာဆိုတော့ PSG ကျွန်တော်100%ပေါ့နော်လုံးဝအနိုင်တေချာမဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောပြရစီကိုပေါင်းစီကျွန်တော်ပြောရမယ်ဆိုတော့ကိုပေါင်းအပေါ်လဲကောင်းတဲ့ပွဲစဉ်မှာဒါကဘာကြောင့်ပြောလဲဆိုတော့အာဆင်နယ်အနေနဲ့ကျွန်တော်ဒီနေ့ပွဲမှာကျွန်တော်အရှိတ်ပြောသလိုပဲဖွင့်တိုက်ဖွင့်ခံကန်လာမဲ့ပွဲစဉ် အရာပေါ့နော် PSG ကကျွန်တော်တို့ Premier League ရဲ့အသင်းတွေဆိုရင် AACC ကြော်ဖြတ်လာတာကျွန်တော်တွေ့ရပါတယ်အိမ်ဝင်တွေမှာကျွန်တော် Villa ကို3-1နိုင်တယ် Liverpool ကိုကျွန်တော်0-1နဲ့ရှုံးတယ် Man City ကို4-2နဲ့နိုင်ထားတာဖြစ်ပါတယ် Liverpool ကိုကျွန်တော်တို့0-1နဲ့ရှုံးနေတဲ့ပွဲစဉ်မှာဆိုရင်လည်း Liverpool ဂိုးသမားတော်တော်လေးကောင်းလို့ပါအဲ့ပွဲစဉ်မှာဂိုးမရခဲ့တာဖြစ်ပါတယ်ဗျာတစ်ချိန်လုံးတတိုင်းတိုင်းဖိနေတာဖြစ်ပါတယ် Liverpool ဂိုးသမား 6ချိန်တိုင်တိုင်စေသွားတဲ့ပွဲစဉ်တစ်ပွဲပါဒါကြောင့်ဒီနေ့ပွဲစဉ်မှာပေါ့နော်ဘလို့မှရှင်လို့မရတဲ့အာဆင်နယ်ကိုညှင်းပယ်ပြီးတော့ကျွန်တော်တို့ဒီနေ့မှာ PSG ဘော်ဒီမှ PSG ဘော်ဒီပါဗျာ6ပေါင်းကစားမဲ့တကယ်ချင်းနေဆိုရင်လေ6ပေါင်းအပေါ်တော်တော်လေးကောင်းတဲ့ပွဲစဉ်မှာအဲ့ဒီ2မျိုးတည်းမှာကျွန်တော်ရဲ့စိတ်ကြိုက်ကိုရွေးပါဆိုတော့ကျွန်တော် PSG ဘော်ဒီကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာ ကဲဒါရကြီးရဲ့ကျွန်တော် PSG နဲ့ Arsenal ပွဲစဉ်ကိုကျွန်တော်တုံသက်ပေးသွားဖြစ်ပါတယ်။ကျွန်တော်နိုင်ငံကျွန်တော်မျိုးတွေနဲ့ဒီနေ့ကျွန်တော်တုံသက်တော့တဲ့ဗီဒီယိုကြိုက်နှစ်တဲ့ဆိုရင် Like Subscribe for လို့ပြီးတော့အားပေးသွားကြအောင်လို့ကျွန်တော်ပြောပြပါသေးဗျာ။ကျွန်တော်နိုင်ငံချင်းလေးပေါင်းပြကြပါသေးမြန်မာပြည်လည်းအေးကြပါသေးဗျာ။